မင်္ဂလာပါချစ်တို့ရေ cooking with blessing run နဲ့ပြန်လည်ကြိုဆိုလိုက်ပါရယ် garden နဲ့ blessing run နဲ့အတွေ့လေအိမ်လို့စတော့ပဲပြုတ်နေလေးကိုတင်ပေးပါမယ်လို့ဒီပဲပြုတ်နေရ blessing run အရင်တော့ဆောမလုပ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ကိုယ်တိုင်လုပ်ကြည့်တဲ့အခါမှလည်းအရာကိုအစားလို့ကောင်းမြတ်အောင်မြင်တဲ့အတွက်ကြောင့်မို့ချမိတ်ဆွေတို့ပြန်လည်ဝင်ငါပြလိုက်တာပါလို့ခဲတာဆိုရင်တော့အခုပဲ blessing run နဲ့အတူစတင်လိုက်ရအောင်လားချမိတ်ဆွေတို့ရေ let's go right now ဲစတင်ကြမယ်စတော်ပဲပြုတ်တော့မယ်ဆိုဒီလိုမျိုးပဲလေးကိုရှာဝဲပါလို့သူရိကိဆိုင်မှာအများကြီးရှိတယ်နော်အဲဒါလေးကိုစတော်ပဲလေးကိုပြဿနာလို့ကတင်ရခွဲလောက်ကိုပြဿနာတင်စိန်ထားလိုက်တယ်အဲ့လိုမျိုးစိန်ကပြဿနာမခါတော့ဆေးလိုက်တယ်အဲ့နာရေကတန်လေးနဲ့ပေါ့နော်ဆေးပြီးရင်တော့အဲ့ဒါတင်ရခွဲလောက်စိန်ထားလိုက်တယ်တင်ရစိန်ရော ွဲလောက်ကြာသွားပါဘောခဲဒါကိုရလာတဲ့အချိန်နေစိတ်ပြီးပြီနော်ခဲအဲ့ဒါကိုမှအဝတ်လေးနဲ့ထပ်ပြီးတော့မှစကားစကားအပေါက်ပါတဲ့စကားလေးအကုန်ပြရတာအဲ့ဒီအပေါက်မှာအဝတ်လေးအခံပြီးတော့မှအဲ့ဒါကိုစစ်ထားလိုက်တဲ့တလူပုံစံခဲစကားအပေါက်ပါတဲ့အောက်ဆုံးမှာကြာတော့ဇလုံးလေးပါခံထားပြရမယ်နော်ရေကျလာတဲ့အခါမှာခံဖို့ပါလို့ခဲဒါကတော့ပြဆိုတဲ့ချလေးကိုလိုက်ခဲ့ပါ ေနေ့ကတော့ထူးထူးခြားခြားဒီမုံငင်းပင်လေးတွေလည်းအရာကိုလတ်ဆပ်ပြတော့မှလေနင်းနေဘလောက်ပဲကြာကြာသူခဏရင်ရှိမှပေါက်နေပါတယ်လို့ဆလတ်ရွက်လဲစပြီးတော့မှအပင်လေးတွေကြီးနေပါပြီလို့ဘလဆန်လဲစိုက်ထားတာလေးပါလို့ဒါကဒီကျမတို့ကချင်လို့ဆိုရင်တော့ရှလပ်လို့ခေါ်တယ်ဒါကိုငားနဲ့ချက်ဆိုင်အရာကောင်းတဲ့အဲရှလပ်ကလည်းအစ်စ်ထွက်တယ်ဆိုတော့အရာကိုပြောဖို့ကောင်းနေပါတယ်လို့ ဆိုရဲချာချာလေးကတော့ slot တရားလဲစိုက်ထားတယ်ဒီနေ့အတွက်ကတော့ဒါဒီလောက်ဆိုရင်လုံလောက်ပြီ slot ကတော့ဒီဘက်မှာတော့ပါမော့ချင်းစော်ကားဒီပင်တို့ပြင်တဲ့ပန်းမျိုးစုံဘယ်ဆိုရဲစိုက်ထားတယ်ကိုရိုင်းလုတ်ဒီပဒဂရီရှင်လေးပေါ့ခဲ့တဲ့ဆိုရင်အဲ့ဒီတင်ရပြည့်တဲ့နောက်မှာသူကမအညွန့်လေးတွေနည်းနည်းလေးထွက်လာပြီပြင်ရေထပ်ပြန်လောင်းမယ်နော်ဘယ်ဆိုရဲဒီမှာအေးတော့လေး သုံးညလောက်တော့ထားလိုက်တယ်ပြင်ဆင်လိုက်တယ်ပေါ့အဲအဲ့လိုမျိုးတတိလေးတွေပေါက်လာပြီအဲသူကအညွန်လေးတွေကဲကောက်ပြန်ဖုံးပြီးတော့မှပြန်ထားပေးလိုက်မယ်ပြန်ထားပေးလိုက်မယ်ကဲနောက်ရက်ကတော့ပြင်ဆင်ရပေါ်တဲ့ချက်ထဲမှာရေစင်းလောင်းနေပါတယ်ချန်ဆိုင်တာလေအရာဝါသနာပါတယ်ချန်ဆိုင်ဝါသနာ သူလေးတွေအတွက်ကိုပြဆန်ပြောပြပေးတာပါလို့ကဲ၃ရက်မြောက်မှာကြည်လိုက်ရအောင်ဝေါကြည့်ဦးစာချင်စရာလေးနော်ကဲညွန့်လေးတွေအများကြီးထွက်လာပြီတကယ်လို့၄ရက်၅ရက်ထားမယ်ဆိုဒီထက်ရှည်မှာဘယ်လိုမှမရတော့ဘူးလေစာချင်နေပြီဆိုတော့ပေါင်ဖို့ ready ပါလို့ကဲရေနဲ့နဲ့လေးထဲမှာဆော်ဒါမင်းစာလဖက်ရည်စုံလုံးလောက်ကိုထည့်ပေးပြီးတော့မှ ဒီစတော်ပဲတွေအားလုံးထည့်ရအောင်နော်အဲစောတာကိုကြောက်တော့လေဒီပဲပေါ်မှာမူတည်ပြီးတော့မှချင့်ချင်ပြီးမှထည့်ပါအဲ့လိုအဲ့မှာစားလေးပြုမယ်ပြည့်ဟိုဘက်ဒီဘက်လမ်းပေးမယ်ဒီပုံနဲ့အချိန်မှာအရေးကြီးတယ်နော်အဲပြီးရင်တော့တကြားအဲ့မှာထင်းရက်လက်တုံးလို့ရတယ်နော်ချစ်တော့ ဘလစင်ရာကတကယ်ပေါ့ဝင်နေပေါ့မှာမလို့အဲထင်းရက်ကိုမတုံးတော့ဘူးထင်းရက်လည်းမရှိဘူးပေါ့ဝယ်ထားတာဆိုတော့ brown sugar နဲ့တကြအညူလေးကိုနှစုံလောက်ထည့်လိုက်တဲ့ဓမင်းစာဆုံးကဲဒါကိုရောသမမွေးလိုက်မယ်ကဲရောသမမွေးပြီးရင်တော့အသင့်ပေါင်းအုံးလေးရတော့ပြင်ဆင်ထားပြီနော်ဒီကဲဒီလိုပုံစံကဲဆိုရင်တော့ပေါင်းအုံးရေစုထဲမှာပြင်ဆင်ရတော့အစင်တင်အဝတ်ခံပြီးတော့မှထပ်ပြီးတော့မှအမှ လောင်ထဲပါမယ်လို့အဲဆိုတော့ပေါင်းလို့ရပြီတနာရီလောက်မိနစ်၄၀30ဆိုတဲ့ခါပြန်ကြည့်ပေါ့ဘယ်လိုမျိုးလဲကဲဒီအရေကိုကြောက်ခဏနေကြရင်လို့တူပူလျှော့အမမာနေသေးတယ်ဆိုရင်အဲ့ဒီအရေကိုလောင်ထဲရပါမယ်အဲကြောင့်မို့မတုံမဲနဲ့ထထားပါဦးလို့ကဲပေါင်းပါပြီမိနစ်30ကျော်လောက်ပဲဆိုတော့ပေါင်းထားပါတယ်နော်ကဲဒီမှာ ီအရွက်ကိုမြင်ဖို့ကြာလာလို့ဒါကအဲဝါလိုက်လို့ခေါ်တယ်ကျမတို့ကချင်လိုမျိုးတွေဟိုးတောင်ပေါ်ဒေသမှာအရင်စားတဲ့ဝါလိုက်ပါခဲဒီဘက်မှာလည်း30မိနစ်ပြီးသွားပြီဆိုတော့ကြောင်ရတယ်မဝင်တော့ပဲချစ်ချစ်လိုက်မယ်တကယ်လို့ဒီမှာမာနေသေးတယ်ဆိုရင်ခဏအရေကိုလေအဲ့ဒီအဲတခြားရေတော့ ့ဆိုတာရေတို့ကိုနည်းနည်းအပေါ်မှာဖြူးပြီးတော့မှလေပြန်ပြီးတော့မှပေါင်ပေးပါလို့ဘလဲဆိုတော့အဲ့ဒီဂျားမှာတစ်ခါလောက်လိုက်တည်တယ်အဲ့ဒါဗီဒီယိုမရလိုက်အောင်ကဲဒါတော့ပြီးသွားပြီပေါ့နော်အဲ့ဆိုတော့အေးခန္ဓာမယ်စားခန်းနေမှာတော့ကဲမွေလုံးတို့တောင်မှဒီမှာအီးနေပြီအဲ့ဒါတငယ်ချင်းကိုလက်ဆောင်ပေးဖို့ဘလဲဆိုရင်ယူသွားပါမယ်လို့အရာမိုက်တာနော်တစ်ခါမှတော့မလုံစားဘူးဒီတစ်ခါဘာမှအဆုံးပဲဘလဲဆိုရင်လောက်တာအရာကိုစားလို့ကောင်းတော့လေ brown sugar လေးနဲ့တကယ်လို့ဒီထင်းရရှိတဲ့လူကတော့ထင်းရအရေးကြိုးပြီးတော့ထဲပေါ့ပေါင်းအိုးနဲ့ချက်မဲ့လူတွေအတွက်ကြတော့ထင်းရကိုဒီတော့အသုံးနဲ့ထဲထဲပါလို့ပြဇာကဒီပေါင်းအိုးနဲ့ပေါင်းတဲ့အတွက်ကြောင့်မပါခဲ့အားလုံးချက်ချလိမ့်မယ်လို့ပြဇာမျှော်လင့်ပါတယ်အားလုံး see you